မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှစ်ပါးချမ်းမှချမ်းသာပါစေလို့မေတ္တာပို့ပါရစေ။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးအနက်ဆန္ဒပြုပါရစေ။ဒီနေ့တော့စာရေးဆရာငွေကျဲစင်ရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါရစေ။ဝတ္ထုလေးရဲ့နာမည်ကစံတခိုးတဲ့။နားထောင်ကြည့်ပါဦးနော်။စံတခိုး နှိုးဆက်တန်ကြောင့်သူအိပ်ရာမှာနိုးလာသည်ဒီမနေ့ဆက်ကိုဆော့ဆော့သွားရမှာမို့ဆက်ပြီးနှက်မနေတော့ပဲထလိုက်ရသည် ရေချိုးကန်းဝင်ရင်တနေ့တာလောက်ရမည့်အလုပ်တွေကို အကြံဖြင့်အစီစဉ်ဆွဲနေမိသည်မျက်နှာကိုကြပြားကြရသည် always လဲပြီး မနေ့စာစားဖို့ဆင်းလာတော့ထမင်းစားကန်းထဲမှာလူမစုံသည်သူ့အကြိုက်မုံဟင်းငါးပူပူကိုအကျော်ဆုံးနဲ့တပကံစားပြီး coffee တောက်နေတော့သမီးဝင်လာသည် မေကြီးတမီးဖို့ဒီနေ့ပါလေတမီးကြိုက်တဲ့ထမင်းကြော်ဝဲဦးကြောင်နဲ့ကြော်ထားတယ်လေအာထမင်းကြော်မစားကြင်ပါဘူးအဲ့ဒါဆိုပေါင်ပေါင်ထောပတ်တော့စားမလားမမီกินပေးရမလားမဟုတ်ရင်လည်းမနေ့ကဝဲလာတဲ့ဟမ်ဘာဂါတစ်ခုကြံသေးတယ်စားမလားတမီးအင်းစဉ်းစားလိုက်ဦးမင်းမစားတော့ပါဘူးမေကြီးရပပတို့နဲ့အပြင်မှာပဲဒင်းဆန်းသွားစားတော့မင်းအဟဲဖေကြီးနဲ့တွေ့ရအောင်ဝင်လာတာသိလားဖေကြီးအင်းပြောပါဦးပတ်စံလိုတာမဟုတ်ရလား အဲ့ဒီလိုလိုက်သီးလို့လေဒီဖေကြီးကိုချစ်နေရတာပေါ့တိတ်မများပါဘူးဖေရနှစ်တောင်းနဲ့ပါတမီးတငယ်ချင်းလေသူ့မွေးနေပေါ့အဲ့ဒါလေဖနှက်ဝယ်ချင်လို့တမီးရဲ့ရှိတဲ့ဖနှက်စီးသွားပါလားတမီးမှာဖနှက်တွေအများကြီးရှိတာနဲ့ဟာအစ်စ်ပဲစီးချင်တာပေါ့တမီးဘယ်တော့ကနှစ်ခါစီးလို့လဲဖေကြီးကလေဒီတမီးလေးတယောက်တည်းရှိတဲ့ဟာကိုကဲသဘောတမီးသဘောပဲထားပါတော့ကိုကို ်ခင်မကိုသုံးလေးခုလောက်ထားခဲ့ဦးဒီနေ့ဝိုင်းရှိတယ်လာပြန်ပြီနောက်တစ်မျိုးမင်းတို့သားအမိနဲ့တော့ငါခက်တယ်ပတ်စံဘလို့ရှာရတယ်ဆိုတာလဲထက်အတွက်အုံးမပေါ်ကွအမလေးနော်ရှင့်မှာဆန်ဆက်ကြည့်ပဲနှလုံးရှိတယ်လေဆက်ပစ္စည်းဆိုင်ရာလဲတဆိုင်ရှိတယ်လေတော့မှစဘာပေးပေးပေးတွေရတယ်ရှင်နဲ့ကင်းတဲ့သူရှိသေးလို့လားကျမတို့သားအမိမတုံးလို့ဘသူတုံးမထားတာလဲပြောစမ်းပါဦး။ကဲတော်ပြီကွာနားကြီးတယ် ကျိုက်တလောက်တော့ဟုတ်ပြီလားသူပစံထုတ်ပေးပြီးတော့ဆက်ဘက်ကိုထွက်လာခဲ့သည်ကြာကြာဆက်နေရင်နောက်တစ်မျိုးလာခြင်းလာနိုင်သေးသည်သူမိမပြောတာလည်းဟုတ်တော့ဟုတ်တာသူတို့မှမိသားစုက၃ယောက်တည်းသူဆန်ဆက်တွေကရတာနဲ့နေသုံးလို့မကုန်နိုင် အခြားလုပ်ငန်းကရလာတဲ့ငွေတွေနဲ့ဆိုသုံးမကုန်ဖြုံးမကုန်ဆိုတာဒါကိုပြောတာဖြစ်မည်ဆက်ထဲကိုရောက်တော့အလုသမားတွေသူ့အလုသူလုံနေကြပြီ။ ဒီနေ့အဝင်ထွက်စင်းနေသူကြည်နေတော့သူ့တပြည့်လှမောင်ရောက်လာသည်ဆရာဒီနေ့အရာရီ200လောက်ပို့ရမယ်ဆရာအိတ်သွတ်ပြီးသွားပြီလားမပြီးသေးဘူးဆရာဒါဆိုရင်ငါပြောမယ်ဆက်အိတ်သွတ်တဲ့အခါတဝက်လာမှာစကွဲလေးလုံးထည့်လိုက်ပြီးရင်ကြံတဲ့တဝက်ကိုထည့်တအိတ်ကိုလေးလုံးစီနှုတ်ထားလိုက်သဘောပေါက်လားဟုတ်ကဲ့ပေါက်တယ်ဆရာလှမောင်တို့ကံကောင်းခြင်းတော့ဘယ်သူမှလိုက်မိမယ်မထင် ခုမနဲ့အိမ်အားဆအထွက်တော့သူမိမကထူးထူးဆန်းဆန်းပဲပြုံးနဲ့ထမင်းကြော်ကျွေးလိုက်သေးသည်ခါတိုင်းနေ့ဆို ထမင်းချမ်းခဲနဲ့အကြော်တစ်ခုကိုရင်နွေးချမ်းတအိုးတောက်ပြီးမနှက်စာပြေးရတာများသည် ခုမနဲ့မှခုမနဲ့မှလှမောင်ကဒီတတိယဆက်မှလှုပ်လာတာကြပြီဒါကြောင့်တတိယလှမောင်ဆိုလက်ဆွဲသူကလည်းသစ္စာရှိပါသည် ကိုထမင်းရှင်ဒုက္ခရောက်မှမျိုးသူဘယ်တော့မှမလှုပ် ငွေကြေးနဲ့ပတ်သက်ရင်လည်းတပြားတချမ်းမှမကွာစေရ။အဲ့ဒီလိုမျိုးဆိုတော့လေတပြည့်ရင်ဖြစ်နေတာတိတ်တော့မဆန်။ခုတော့ဟန်ကြပြီ။တထီးကစကွဲလေးလုံးရောဖို့ပြောထားသည်။သူကလေးလုံးထက်ရောမည်။အပိုလေးလုံးသူယူမည်။တတင်းခွဲတအိတ်မှ24ပြီ။ပြီးဖို့တပြည့်နဲ့ဆို25ပြီ။နုစီဘူးနဲ့တွေ့ရင် အလုံး200။အလုံး200မှာရှစ်လုံးရောပါသွားတော့ရော။ ဘသူသိမှာလဲသူ့ဆရာလည်းထိခိုက်မှာမမဟုတ်တာဒီနေ့တော့ပွားပေါက်တိုးပြီညနေအိမ်ပြန်ရောက်လို့များပက်ဆန်အထက်လိုက်သူ့မိမကိုပြနိုင်လို့ကတော့ခါတိုင်းကိုလှမောင်ကနေကိုကိုလှမောင်ကိုကိုလှမောင်ဖြစ်လာမှမြင်အောင်မိသေးတော့နတ်နဲ့ခင်းနေကြည်သည်ကမ္ဘာလောကတစ်ခုလုံးပေါ်ကိုမျှတစွာပဲထွန်းလင်းပေးနေသည် တတ္တဝါတွေအားလုံးချမ်းသာပါစေချမ်းသာကြပါစေအားလုံးကြာကြာတမျအမျှအမျှအမျှယူတော်မူကြပါကုန်လောမနဲ့စောစောထဖျားရှင်ခိုးငါးပါးတီလာယူပရိယုအမျှဝေပြီးသွားပြီသူဘာမှလှုပ်เสียမှရှိတော့အိမ်ရှိမှပဲလက်ဖက်ချောက်ပြက်တိကခတ်ထားသည့်ရင်ွေးချမ်းထိုင်တော့ရင်လမ်းသွားလမ်းလာတွေကိုငေးကြည့်နေမိသည် သူ့အသက်80ရှိသွားပြီ အလုပ်လဲကောင်းကောင်းမလုပ်နိုင်တော့သူတို့နင်မြန်နှစ်ယောက်စလုံးတမီးနဲ့တမက်ကိုပဲအားကိုးနေရတာမို့မနဲ့တရေစာမစားဖြစ်တာနှစ်နဲ့ချီနေပြီစိုက်ကားနှင်းသည့်တမက်နဲ့ကုံစင်းရောင်းသည့်တမီးရှာသောပက်ဆံဟာဒီမိသားစုအတွက်ဘလို့မှမလောက်ငါတာအသေးချပင်အဖိုးကြီးအဖွားကြီးလင်မယားတမီးနဲ့တမက် သုံးနှစ်အရွယ်မိမလေးစုစုပေါင်း၅ယောက်၏ဝန်းကို ဖြစ်နိုင်ဖို့ဆိုတာသိမလွယ်ပါဒီနေ့ဆိုပို့ဆိုးတာကတမိမနေ့ကကုံစိန်သွားယူရင်းနဲ့ခွေးကိတ်ခံရတာမို့ဒီမနေ့တော့အဖျားတက်နေပြီသူ့သမက်တယောက်တည်းမနေ့ကလေးကစိုက်ကားထွက်နေသည်စံပိုးရရင်မနေ့စာချက်ဖို့ပြန်လာပေးမည်လို့ပြောတန်တော့ကြားလိုက်တာခုထိပြန်မလာပုံထောက်တော့မဟုတ်မှလွဲရောဈေးဥပေါက်သေးပုံမရအကျန်းအိုးတအိုးကုန်သွားပြီ ကုံလူလူစေးဘောလေးကိုခြွေပြီးဖွာလိုက်ရင်မိမလေးကိုငေးကြည့်နေမိသည်သူ့မိမလေးကသုံးနှစ်ဆိုတော့စကားတီတီတာတာပြောတတ်နေပြီသူ့အတွက်အနှစ်အခုလောလောဆယ်တော့သူ့အနှစ်ကလေးစော့နေသေးသည်တအောင်ကြာလျင်ဗိုက်စာလာတော့မည်လူကြီးတွေရဲ့အကြောင်းမဟုတ်ဘာမှမသိနားမလဲသေးသည်ကလေးမှုတနာဖို့တော်တော်ကောင်းသည်အော်ငါမြည်လေးကန်ဆိုးလှကြည်လားကွယ် တဖြည်းဖြည်းနေမြင့်လာပြီသူ့သမက်ဆိုင်ကားတံကိုပဲသူမျောနေမိသည်ဖို့ဖို့မိမိလေးဖိုက်ချသည်သူမကြားကျင်ဆုံးအတန်ပါလားအမေကြီးကသူ့မျိုးကိုတနာလို့ထင် အင်ကြီးလက်နာလေးပြင့်ပြီးဆုတ်လာတဲ့မျက်ရည်ကိုတုံနေသည် သူဘာလို့ရပါဖို့ဖို့လို့မကြားဘူးလားမိမိလေးဖိုက်ချတယ်မမှန်ချမယ်ဖျားဖျားသူ့ရင်ဘက်ကိုတဲ့တဲ့လားမှန်သောစကလုံးပါလား မှန်ချားမယ်တဲ့။သူမြည်လေးဟာအများတကကလေးတွေလိုမုံကိုမတောင်းတတ်တော့ပါလား။ထမင်းကိုပဲပူဇာတတ်တော့ပါလား။သူတို့အိမ်စည်းဝါးကြီးဟာမိမတွေကိုမုံဝဲကျွေးဖို့တော့မတက်ဆွမ်းနိုင်ပြီပဲ။မိကြီးငါဈေးပဲခဏရှောက်သွားလိုက်ဦးမယ်ကွာဟုပြောပြီးသူအိမ်မဝဆင်းလာခဲ့သည်။ဖိုးဖိုးကြီးမမှန်ယူလာခဲ့နော်။ဤပါကွယ်ဖိုးဖိုးကြီးယူလာခဲ့ပါမယ်ကလေးရဲ့။ ဈေးဘက်မှာဖိုးဖိုးကြီးရဲ့အတိအကျွမ်းနေပါလေနဲ့တွေ့ရင်သမီးလေးဖို့မုံဘူးလေးပါလေရကောင်းပါရဲ့လမ်းပေါ်ရောက်တော့နေပူနေပြီအဲ့ဒီတော့မှသူ့မှာအဆောင်မပါလာတာသိတော့သည်မထူးပြီးမှုဆက်လျှောက်လာခဲ့တော့သည်လမ်းမှာဘသူမှလည်းမတွေ့ဈေးရှိရောက်တော့ဘာရဲ့မဟုတ်ဈေးဝိုင်းထဲဝင်လာခဲ့သည်ဆက်တက်နိုင်ရီဆိုတော့ဈေးထဲမှာလူပြတ်တလောက်ရှိနေပြီတချို့ဆိုင်တွေဆိုရောင်းသူတော်မရှိဘူး ဒီတိုင်းထားခဲ့ပြီးမုံလေးပါလီထွက်စားကြသည်သူလျှောက်ရင်းနဲ့ဆန်ဆိုင်တဆိုင်သွားတွေ့သည်တောင်းနေတောင်းနေတယ်မှာဆန်တွေမောက်နေအောင်ထည့်ပြီးခင်းကျင်းထားပုံကဝဲကျင်စရာနောက်ဖက်မှာလည်းဆန်အိတ်တွေအထက်ထက်ဆင့်ကပုံထားသည်ဒီမှာတော့ဆန်တွေကတောင်းပုံရပုံသူတို့အိမ်မှာတော့ခုထိမနှက်စာချက်ဖို့ဆန်တစ်စီးတောင်မရှိပါလားဆိုင်ရှင်လည်းမတွေ့ ဆန်ဆန်ရှိရနေနောက်တစ်ခေါက်ထပ်လျှောက်လိုက်သည် ဆိုင်ရှင်ပြန်မရောက်လာသည်ဖိုးဖိုးကြီးမမှန်ယူခဲ့နော်မိမလေးရဲ့အတန်ကိုဖြတ်ခနဲကြားရောက်ပြီးချိန်မှာတော့သူ့လက်တွေဆန်တောင်းနေရောက်ပြီးသွားပြီအတင်တွေ့သည့်နိုးစီဘူးနဲ့သူ့ကပိုက်ထောင်ထဲကပြားကတိခတ်ထည့်လိုက်သည်ဘသူမှမတွေ့ဆန်ခတ်နေတော့မနက်ကရှင်ခိုးခဲ့သောဖီးယားကိုတတိယမိသည် အဒိဏဒါနာဝေရမဏိသိခာပဒံတမာရိယာမိခုမနှက်စာရောရလီသူ့မိမလေးမျက်နှာတခိုးပြောတခိုးသူလှဲ့အထွက်မှာဆိုင်အိတ်ပုံကြားထဲကဆိုင်ရှင်အတန်ပေါ်လာသည် သူ့ခြေလန်းကိုခတ်သွတ်သွတ်လှမ်းလိုက်သည်ခြေတံတွေတဖြည်းဖြည်းနှီးလာပြီလှဲ့ကြည့်လိုက်တော့ဘယ်ကနေစုမိလာသည်လူအုပ်ကြီးလည်းမသိချကွာကဲကွာ ိတ်ဟိတ်မလောက်ကြပါနဲ့ရဲစခန်းခေါ်သွား။တေကန်ဒီတော်တရားမရှိတဲ့ကောင်။ရှုပ်ရှက်ခတ်နေသည့်အတန်တွေကြားမှာ သူ့မျက်နှာတစ်ခုလုံးဖူးယောင်ကိုင်းနေပြီ။သူ့ကောင်းစီမှသွေးတွေကျလာသည်။အရှင်ဖေယား။တပြည့်တော်သကိုးမဟုတ်ပါဘူးဖေယား။တပြည့်တော်ငရဲကိုလည်းယုံကြည်ပါသည်ဖေယား။တပည့်တော်ရဲ့မိမလေးအတန်ကိုကြားရအောင်မှိန့်ချိန်မှာခုလိုမျိုးဖြစ်ပြီးသွားပြီပါဗျာ။ ူစိတ်ထဲကဖះကိုပဲအာယုံပြုနေမိသည်ခြေတော့ကဖနှက်ကလည်းပဲရောက်သွားမှမသိတော့နှွေးနေပူသည်သူ့တကူလုံးကိုလောင်မြိုက်နေပြီအမင်းအာယုံနေမှုံဝါလာပြီးခြေလှမ်းမဟန်တော့အုံကနေတစ်ချက်ကြားပြီးမှအာလုံးမှောင်အတိကျသွားသည်သူ့ကပုံးစားလေးကိုတော့တင်းကျပ်စွာဆုပ်ထားစေဖို့ဖို့ကြီးမမှန်ယူခဲ့နော် လှမောင်မင်းဆန်းအိတ်သွားပို့တာကြာလှကြည်လားဟာကြာဆူဆရာရဲ့စွန်ကြီးလောင်းပွဲနဲ့တိုးနေလို့ဝင်လောင်းခဲ့ရသေးတယ်ဟိတ်ကောင်ဒီအချိန်ကြီးပဲဆုံးခံကြမှာလေမင်းကောလာမပတ်နဲ့ဟိုဆိုင်ဝင်နေတာမဟုတ်လားမဟုတ်ပါဘူးဆရာရဲ့ဆရာတဲပိန်းတာကိုတခိုးဆရာရဲ့တခိုးအတင်ရဲလိုက်တာဆရာရဲ့ဈေးထောင်းကဆန်ဆိုင်မှာနေကင်းကြောင်တောင်ကြီးဝင်ခိုးတာတစ်စည်းလုံးဝိုင်းလိုက်တာ ကျွန်တော်လည်းတစ်ချက်တစ်ချက်ဝင်အုပ်ခဲ့သေးတယ်။ဘလောက်တောင်ပါသွားတဲ့လေ။လေးလုံးတဲ့ဆရာ။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းကြီးတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။